မင်္ဂလာပါရှင် ခေတ်တီလီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖားကံမြို့နယ်မော်စီစာဖရာကုန်းတွင်တက်ဆွဲထားသောစစ်ကောင်စီတပ်သားများလက်ဖက်ရည်ဆိုင်ထိုင်းစဉ်ပြစ်ခတ်ခံရပြီးစစ်သားနှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကံမြို့နယ်မော်စီစာဖရာကုန်းတွင်တက်ဆွဲထားသော အကြံဖက်စစ်ကောင်စီတပ်သားတချို့အပြင်ထွက်၍လက်ဖက်ရည်ဆိုင်ထိုင်းစဉ်ပြစ်ခတ်ခံရပြီးစစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်းထွန်လိုင်းရည်သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်။ရှင်းလင်းဇော်လာကိုရဲ့နေ့နက်9 9နာရီခန့်တွင်ဖားကန်းမြို့နယ်မှော်စီစာဖျားတွင်တက်ဆွဲထားသောအကြံဖက်စစ်ကောင်စီတပ်သား3ဦးကဖားကန်းမြို့နယ်မှော်စီစာကြီးရွာ၌ဖွင့်လှစ်ထားသောငွေသစ်စာလက်ဖက်ရည်ဆိုင်တွင်နနက်စာလာရောက်စားတောက်ကြကြောင်းအဆိုပါစစ်သား3ဦးကိုတော်လည်ရေးတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရပါသည်ဒီမနက်9နာရီလောက်မှာမော်စီစာဖျားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မော်စီစာဖျားကောင်ကလက်ဖက်ရည်ဆိုင်မှာထိုင်နေတော့ဝင်ရောက်ပစ်ခတ်ခံရလို့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးသွားတယ် MOC စာဖရာကုန်းမှာတန်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနဲ့ရကာမိုင်းအိုင်လန်းကနေဖားကန်တဲကိုဝင်လာတဲ့တပ်ဖွဲ့တွေပေါ့အဲသူတို့အင်းအား600စစ်ကြောင်းကဖားကန်တက်လာတဲ့အချိန်လမ်းမှာအသေးပြောက်အများကြီးရှိတယ်ဖမ်းခံရတာအများကြီးရှိတယ်တချို့စစ်ကြောင်းကဖားကန်ကိုဝင်လာတာပေါ့အဲစစ်ကြောင်းကတချို့ကဖရက်ကုန်းမှာတက်ဆွဲနေတာ အစစ်ချောင်းကဖားကန့်ကိုဝင်လာတဲ့ကနေသူတို့ပြစ်ခတ်လို့ပြည်သူ၁၉ဦးလောက်သေသွားပြီ။တရားရတာ၂၀လောက်ရှိတဲ့အစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA PDF ပူးပေါင်းတပ်ဖွဲ့ကနေဝင်ရောက်ပြစ်ခတ်လိုက်တာပေါ့။သူတို့ဘက်က၂ယောက်သေတယ် SI မှာပဲဟုတွန်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်။မော်စီစာဖျားကုန်းတွင်တက်ဆဲထားသောစစ်တပ်ကမိလာနှောင်းတွင်ဖားကန့်မြို့သို့နှက်ရကာမိုင်းလမ်းပိုင်းအတိုင်း အင်အား600ခန့်ဖြင့်ဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းဖြစ်ပြီးစစ်ကောင်စီတပ်သားအချို့သည်မော်စီစာဖျားဝင်အတွင်တက်ဆွဲနေထိုင်နေခြင်းဖြစ်သည်။ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လမ်းတလျှောက်စစ်ကြောင်းထံဝင်ရောက်လာစဉ်ကလည်းအရက်သားပြည်သူ၁၉ဦးကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးပြည်သူ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ထို့ပြင်ဖားကမ်းမြို့နယ်အတွင်းရှိကြောက်တူးပေါ်ရေးမှော်များတောက်ပိုက်တွင်လည်းစစ်ကြောင်းတို့လှုပ်ရှားနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် KIA PDF ပူပေါင်းတပ်ဖွဲ့များလက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်ရေးအခြေအနေတင်းမာနေစေဖြစ်ကြောင်းသိရှိရသည်။ဆက်လက်ပြီးဂျိုးဝင်ကောက်တွင်လူငယ်များကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးနေသည့်ဗော်ဒီကုံရွာအုပ်ချုပ်ရေးမှူးမောင်ငိမ်ပစ်ခတ်ခံရပြီးသေဆုံး။လက်ပစ်ပုံနှလုံးသိမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်။ဘကူတိုင်းဂျိုးဝင်ကောက်မြို့နယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသည့်ဗော်ဒီကုံရွာ လက်နက်ကင်အုပ်ချုပ်ရေးမှုမှောင်ငင်းကိုပြစ်ခတ်တိုက်ခိုက်ရာသိမ်းဆုပ်ခဲ့ပြီးလက်ပြပုံနှလုံးသိမ်းဆည်းရရှိခဲ့ကြောင်း BDZM GBK PDF တက်ခွဲမှုကိုတိစမင်းကသတင်းဌာနသို့ပြောပါရယ် ရှမန်နီဇွန်လ10ရက်နေ့ညနေ9:30မိနစ်ခန့်အချိန်ကျိုးပင်ကောင်းမြို့နယ်အရှိချမ်းဘော်ဒီကုံရွာအုပ်ချုပ်ရေးမှုစစ်မှုတန်းနှင့်ပြူစောတီကောင်းဆောင်မောင်ငင်းကိုတော်လရေးတပ်ဖွဲ့များကလေတော်အတွင်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ယင်းပြစ်ခတ်တိုက်ခိုက်မှုအတွင်ဘော်ဒီကုံရွာအုပ်ချုပ်ရေးမှုမောင်ငင်းသည်ပွဲချင်းပြီးသေဆုံးခဲ့ပြီးလက်ပြပုံနှလုံးသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။မောင်ငင်းကပြည်သူတွေအပေါ်ကိုကျူးလွန်ထားတာတော်တော်များပါတယ်။ သူက2022ခုနှစ်လောက်ကလေးကစစ်မှုထမ်းဟောင်းပဲပြီးတော့အုပ်ချုပ်ရေးမှုလေးဖြစ်တယ်လေပြူစောတီခေါင်းဆောင်လေးဖြစ်တယ်။မောင်ငင်းကစစ်မှုထမ်းတွေလေးဆွဲတယ်။ဆွဲတဲ့လူငယ်တိုင်းကိုပတ်စံတက်နိုင်တဲ့သူတွေဆိုရင်သိန်း150 200နဲ့ထုတ်ပေးပြီးတော့သူ့အတွက်လည်းတည်တံ့ဆိုပြီးသိန်း40ထပ်တောင်းတာတွေရှိတယ်။အဲ့ဒါတစ်ကြိမ်တစ်ခါလေးမဟုတ်ဘူးအကြိမ်ကြိမ်လှုပ်ဆောင်နေတာပါ။အခုကသူ့လေထဲမှာစပါးကျင်းနေတဲ့အချိန်မှာကျွန်တော်တို့ရှင်းလင်းခဲ့တာပေါ့။သူကလက်နဲ့ရှိတယ် မပါလာတော့လက်ပြပုံနှလုံးပဲတင်စီရရှိခဲ့တဲ့ဟု BTZN GBK PDF တက်ခွဲမှုကိုတီစမင်းကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဂျိုးပင်ကောင်းမျိုးနဲ့ BTZN GBK PDF ပကိုးရုံးမှအခြေပြုတက်ခွဲမှလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးကြိုင်မယောနှင့်ကောကရိတ်မြို့နယ်အဆက်ရှိပန်ရက်ကျေးရွာနေအိမ်စာတင်ကျောင်းကိုစစ်တပ်ကလေရင်ပြေပုံကျဲမှုခလီငယ်တဲ့ဦးအပါအဝင်၄ဦးသေဆုံးပြီး၁၀ဦးထပ်မံတန်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မော်ပြည်နယ်ကြိုင်မယောမြို့နယ်နှင့်ကောကရိတ်မြို့နယ်အဆက်ပန်ရက်ကျေးရွာရှိ ကလေးညာကိုစာတင်ချပေးနေသည့်နေအိမ်စာတင်ချောင်းကိုအကြံဖတ်စစ်တပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ရာကလေးငယ်တဲဦးအပါဝင်၄ဦးသေဆုံးသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောကြားပါရယ်။ရှင်းနီဇော်လောက်၉ရက်နေ့မိုးလွဲ၂နာရီခွဲအချိန်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြံဖတ်စစ်တပ်ကပန်ရက်ကြီးရွာအတွင်းရှိနေအိမ်စာတင်ချောင်းကို လေရင်ဖြင့်ပုံသုံးလုံးကျဲချခဲ့ကြောင်းပုံကျဲချမှုကြောင်းကလေးငယ်တဲဦးအမျိုးသားတဲဦးနှင့်အမျိုးသမီးနှစ်ဦးစုစုပေါင်း၄ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်။ ကိုတူကိုတကျောင်းပါလွန်ခဲ့တဲ့ရက်တွေကစာသင်ကျောင်းမှာပဲစာသင်နေတာပါဒါပေမဲ့လေရင်ကျောက်လို့နေအိမ်ကိုရွှေ့ပြီးစာသင်နေတော့လေရင်နဲ့ဘုံလာကျဲပြီးလာစောသွားတာစာသင်တဲ့အိမ်ကိုပဲဘုံတက်တဲ့လာချတာဟုဒေသခံပြည်သူတဦးကသတင်းဌာနသို့ပြောကြားပါတယ်အကျန်းပစစ်ကောင်စီဤဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်သုံးလုံးလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီး TNL ပါဝင်သောတအောင်းပြည်ကောင်စီ TLC ဖွဲ့စည်းလိုက်ပြီးယခုနှစ်အတွင်းတအောင်းပြည်တော်လှန်ရေးအစိုးရတရက်ဖွဲ့စည်းတော်မူဆိုသည့်သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့များနှင့်မန္တလေးတိုင်းအတွင်းမှာမိုးကုတ်အပါဝင်မြို့နယ်ပေါင်း၁၂မြို့တင်ပိုက်ထားသော TNL အပါဝင်တအောင်းအမျိုးသားအစုဖွဲ့များစုပေါင်း၍တအောင်းပြည်တော်လှန်ရေးကာလအစိုးရကိုဖွဲ့စည်းထူထောင်ရေးအတွက်တအောင်းပြည်ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်းသိရပါတယ်။ တအောင်းပြည်နယ်နေရာတွင်တအောင်းမျိုးသားပါတီ TNP ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA နှင့် တအောင်အရက်ဖက်အစုအဖွဲ့များပါဝင်သည့်နိုင်ငံရေးထိပ်သီးအစည်းအဝေးကိုသုံးရက်တိုင်ကျင်းပခဲ့ပြီးတအောင်နိုင်ငံရေးအတိုင်းပင်ခံကော်မတီ TPCC ကိုတအောင်ပြည်ကောင်စီ TLC အပြင်ပြောင်းလဲဖွဲ့စည်းကထော်လန့်ရေးတွင်ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း TLC တာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ၁ရက်နေ့မှ၃ရက်နေ့အထိ၃ရက်တိုင်တိုင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတအောင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC ကရေးဆွဲထားသည့်တအောင်ပြည်တော်လန့်ရေးကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုခဲ့ကြကြ ောင်းတအောင်းပြည်ကောင်စီတအောင်းလန်ကောင်စီ TLC ကို ကျောင်းပြည်ဒေါ်လာရေးကာလတွင်အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ်ဖွဲ့စည်းဆောင်ရွက်ရန်တညတညွတ်တဲဆုံးဖြတ်ခဲ့ကြကြောင်းသိရပါတယ်။လက်ရှိကတော့ထုတ်ပြန်ကြေညာချက်ထဲမှာပါတဲ့အတိုင်းပဲဒီဒေါ်လာရေးမှာဖူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။အတ္တီကာကတော့တအောင်းနိုင်ငံရေးအတိုင်းပင်ကံကော်မတီ TPCC ကနေ TLC အဖြစ်ဒီအစည်းအဝေးကြီးကနေအားလုံးသဘောတူညီချက်တွေနဲ့ဖြုတ်ပြင်ပြောင်းလဲလိုက်တာဖြစ်ပါတယ်ဟုတအောင်းပြည်ကောင်စီပြောရေးဆိုခွင့်ရှိသူကသတင်းဌာနသို့ပြောကြားပါတယ်။ ပြောင်းလဲဖွဲ့စည်းလိုက်သည့်တအောင်းပြည်ကောင်စီ DLC တွင်ဘူချုပ်ကြီးတားအိုင်ဖုံကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးရွှေမိုခန်တားအေးမောင်ဘူချုပ်တားခုလန်တားအောင်ပင်တားကြထွန်ရွှေမိုးလိုင်းရွှေပိုးကမေချူဘိုကြီးလွေရီတို့ကဒုတိယဥက္ကဋ္ဌတင်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အတွင်ရေမှုတွဲဖက်အတွင်ရေမှုများအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။တအောင်းပြည်ကောင်စီကနေမြင့်များကိုအခြေခံပြီးတအောင်းပြည်တော်လှန်ရေးကာလ ပြည်သူအစိုးရတရက်ကိုအစုအဖွဲ့၃ဖွဲ့ဤခေါင်းဆောင်ကိုယ်စားလှယ်များအပြင်တင်လျော်သည့်ပြည်သူလူထုကိုယ်စားလှယ်များဖြင့်၂၀၂၅ခုနှစ်အတွင်းဆက်လက်ဖွဲ့စည်းနိုင်ရန်အတွက်အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီးမြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ရန် ဖူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ရေးမျိုးနှင့်အာယုတောင်ရွာထိပ်ရှိစစ်တပ်ကိစ္စခန်းကိုရေးဘလူအဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စစ်သားအလုံးပြန်လည်ခုခံခြင်းမရှိဘဲထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်။မွန်ပြည်နယ်ရေးမျိုးနှင့်အာယုတောင်ရွာထိပ်ရှိအကြံဖက်စစ်တပ်ကိစ္စခန်းကိုဝင်ရောက်တိုက်ခိုက်စဉ်စစ်သားအလုံးပြန်လည်ခုခံခြင်းမရှိဘဲ ထွက်ပြေးကြောင်းရေးပလူအဖွဲ့တည်ရင်မှုကသတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ10ရက်နေ့တွင်အကျန်းဖက်စစ်တပ်၏ဂိတ်စခန်းကြီးကိုရေးပလူအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကျန်းဖက်စစ်သားအလုံးပြည်လေခုခံခြင်းရှိပဲဂိတ်စခန်းကိုစွန့်ခွာကာထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရပါရယ်သူတို့ဘက်ကပြန်လည်တိုက်ခိုက်မှုရှိပဲစုတ်ခွာသွားပါရယ်အခုစစ်တပ်ဘက်ကတပ်အပြင်ဘက်ထွက်တာအရန်နေပါသွားပါပြီနောက်နေရာတွေလည်းဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ် အလုံးပေါင်း9နေရာတိတိပြန်လည်ဆုတ်ခွာသွားပါတယ်ဟု ရေးဘလူတရင်မှုကသတင်းဌာနသို့ပြောကြားပါတယ်အဆိုပါစစ်တပ်၏အာယူတောင်ထိပ်တစ်ဆက်စက္ကန်အာယူတောင်ရွာဝါကြောင်စက္ကန်ကွန်ဒူးကျေးရွာဖျားကုန်းစက္ကန်ဖော်တော်ကြေးရွာထိပ်ကွင်းတစ်တော့စကန်ရှိအကျံဖက်စစ်ကောင်စီဝင်များသည်ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်းသိရပါသည်